အားလုံးပဲမင်္ဂလာပါတသင်းသိမ့်တော်အပိုင်းတရားခွန်ယောဂလက်ထဲတွင်တက်တက်လို့ဖြစ်နေဒီမှာအစင်းအချမ်းများပါတော့ကော့ဆက်ပေါင်းမီတွင်ကဲအုပ်ထုတ်တွင်ဟိုနေရာဒီနေရာတွင်ပျောက်ကြီးပျောက်ချာတိမြင်ရသည်အနေရောင်တောင်းမွေးကဲအုပ်ထုတ်တွင်ယွာရဲမှာယောက်ျားတွေအားလုံးစုဝေးနေကြပြီမိမတွေတူးဥတလီများမပါအဖိုးကြီးတွေစစ်ပြန်ကော့ဆက်ရဲဘော်ကြီးတွေနောက်ပြီးအသက်ငယ်ရသေးသည်လူလက်ပိုင်းတွေအသက်ကြီးဆုံးအဖိုးကြီးတွေကရှေ့ဆုံးမှရကြသည် သူတို့၏တောင်ဝေးများကိုအားပြုလေသူတို့ကဂုံနုဆောင်တရားသူကြီးများဖျားရှိခိုးကြောင့်ဂောပကအဖွဲ့ဝင်များကြောင်းအုပ်ချုပ်မှုများနှင့်ဖျားကြောင့်ကြီးကြပ်ရမှုတို့ဖြင့်ဂရီကိုကအနက်တွင်အဖြူဆွတ်နေပြီဖြစ်သော သူ့အဖေမိုးစမွေများကိုဒိဋ္ဌာကြည့်သည် နောက်တော့တွေ့ရသည် မီရွန်ဂရီကိုဗစ်နဘီမှာမတည့်ရလင်သူတို့ရှိရင်တော့အဖိုးကြီးဂရစ်ကမိကိုရောင်ကျွနစ်အင်ဂျီဘော်တွင်အဆောင်ရောင်တစ်စိတ်များအပြည့်အစုံတက်လင် အဖိုးကြီးဂရစ်ကာဒီလေသူဤဖူးဖူးထိထိတောင်းဝင်းပေါ်တွင် အာပြူပြီးမတည့်ရန်နေရသည်ပင်တာလီမောမီရိုနဲ့အတူရွာရဲမှာတက်ကြီးရဲကိုယောက်ျားကြီးအားလုံးရှိနေကြသည်သူတို့နောက်မှာမှသူတို့ထက်ပုံမှုငယ်ရဲသူများသူတို့တတော်များများသည်ဂရီကိုနှင့်လက်တွေလှုပ်ခိုင်မှုသူတွေကွင်းဤဟိုဘချန်ကိုလှမ်းကြည့်လိုက်မှာသူ့ကိုပိုင်ဟိုဒရာကိုဂရီကိုတွေ့ရသည်ရုရှားအင်ဂျင်ဝါရင်စိန့်ကျော့သွေးကောင်းပွဲတစ်စိတ်ကိုတက်စင်လျက် လေမောင်ရောင်နဲ့အနေရောင်ဖဲစုများဖြင့်တစားစင်ကအကျော့သားခန့်သာမတည့်ရနေသည်သူနာမမအသက်အရွယ်ငယ်ဆုံးကော့ဆက်ဒီတစုတဝေးကြီးလူစီဝမ်းကြီးအလေတရနေမူခဏနေခဏနေစပွဲတလုံးစိုးထိုင်ပြီးပြော့နေစေမြည်ကြီးရဲ့ရင်စပွဲချီတော့လေးချောင်းစလုံးနှင့်ဝင်နေသည်ထိုးစွဲတွင် ထိုင်နေသူကတော့ကြီးရတော်လန်ရင်ကော်မတီဥက္ကဋ္ဌဖြစ်သူသူနေပေတွင် left နေသူဖေပြတထာသည်ကာကီကောက်ထုတ်ဆောင်လာပြီးကာကီမျက်စိပေါက်မီဝှက်ထားသည် တရေကြကင်မှာတော့ဖုတ်မြီပန်းမောများစီရင်လေတော်လိုင်းကော်မတီဥက္ကဋ္ဌသူ့နမေးမစစ်ဖို့ကိုစိတ်လုရှာစွာစကားပြောနေသည်အရာရှိဖြစ်သူကဥက္ကဋ္ဌဘက်သို့ကိုကိုနေငယ်ဆောင်ကဥက္ကဋ္ဌဤမုတ်စိမေများနေသူ့နည်းကပ်ပြီးနားဟောင်းသည်အစီဝေသည်ပြောင်းမှပြရဲလို့တူယူမိနေသည်ကောဆက်များသည်အချင်းချင်းနောက်ကျပြောင်းစားဖြင့်စကားဖောင်ဖွယ်နေကြ၏သို့သောသူတို့အားလုံးမျက်နှာများဝရင်ထင်ရှားပေါ်လည်နေသည်မှာစိုးရင်စီများ ူတို့ထဲမှာတရားရောက်ကဆက်ပြီးစိတ်ထင်းမထားနိုင်တော့ဘဲအော်ဟစ်လိုက်တော့ဤစပါတော့ဗျို့ခမရတို့ဘာကိုစောင့်နေကြလဲလူတိုင်းလူလိုဒီကိုရောက်နေပြီဟာအရာရှိဖြစ်သူခါစလိုက်ခေါင်းပေါ်မှာကဲအုပ်ထုတ်ကိုချွတ်သည် စကားဆပြောသည် သူမိသားစုများနဲ့စကားဆမိပြောသလိုရိုးရှင်းရှင်းကလေးပြောသည်ဒီရွာရဲ့တက်ကြီးဝါကြီးလူကြီးသူမများနဲ့ရှည်တန်းမြန်ကော့ဆက်ညီတော်အမောင်းတို့ခမရစီထွားကော့ရွာမှာဘာတွေဖြစ်ဖြစ်ခဲ့ရဆိုတာခမရတို့အားလုံးကြားသိကြပြီလား လွန်ခဲ့တဲ့တရက်နှစ်ရက်လောက်တုန်းကစီထရာကော့ကိုတက်နေတော်တိချတပ်ဖွဲ့တွေရောက်လာတယ်။ယူကရိန်းကသိမ်းမိုက်ထားတဲ့ဂျမနီကဒွန်ပြည်နယ်ဘက်ကိုဆင်းလာရင်တက်နေတော်တွေကိုမီးထားလမ်းကြောင်းမဲ့မကတ်နိုင်အောင်တိုက်ထုတ်ပစ်ခဲ့။ဒီတော့တက်နေတော်တွေဟာစီထရာကော့ရာတွေဝင်ကြတယ်။ကော့ဆက်တရဲ့ပစ္စည်းဥစ္စာကိုလူရက်တိုက်ခိုက်ကြတယ်။မိမတွေကိုပဒင်းချင်းကြတယ်။တရားမဝင်ဖမ်းဆီးတွေပြုတ်လုကြတယ်။စသဖြင့်ပေါ့ဗျာ။အဲဒီအောင်မင်္ဂလာတရင်တွေကိုနီနာဝင်းချင်းရာတွေကကြားသိရတော့တက်နေတော်တွေကိုဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတယ်။ တိချက်တစ်ဖွဲ့တစ်ဝက်လောက်ချိန်မွှန်းခံလိုက်ရတယ်။ဂျန်နီတစ်ဝက်ကတော့အချင်းသားများပြန်ဖမ်းခံလိုက်ရတယ်။မီဂူလင်းစ်နဲ့ကာဇန်တိုက်နယ်တွေကသူတို့နေမြေတွေပေါ်ကဘော်ရှိပစ်အစိုးရကိုတွန်းလှန်ပစ်ခဲ့ကြတယ်။ငြိမ်းချမ်းသွားရတဲ့ဒွန်းနေမြေကိုကောက်ွက်ဖို့ကော့ဆက်ဂျေးရတဲ့တိလီကစပြီးကော့ဆက်ဂျေးရကြီးအထိစူပေါင်းညညာလက်တွေပြီးလှုပ်ရှားခဲ့ကြတယ်။ Vision စကားမှာတော်လိုင်းကော်မတီကိုအလင်းမြန်ဖွဲ့စည်းကြတယ်။ပြီးတော့တိုက်နယ်ဥက္ကဋ္ဌတူရေးချေတင်မြှောက်ခဲ့ကြတယ်။ဂျေးရအများစုမှာအဲ့ဒီတိုင်လှုပ်ဆောင်ခဲ့ကြတယ်။ ဟောပြောချက်ဒီစင်းတို့ရောက်တော့အဖိုးကြီးတွေဆက်ပြီးအောင်းအင်းမနေနဲ့နော်တို့ထံမှာ possible possible နဲ့တီတိုတိုတန်တွေထွက်လာသည်ကြုံငင်းနေမိနေသည့် wimble တကောင်လိုမိမိထိုင်ကုန်ပေါ်တွင်ထားရင်တူလူလူတလုံးလုံးဖြစ်နေသူကတော့တော်လိုင်းကော်မတီဥက္ကဋ္ဌဝင်ဖြစ်တော်၏နေရာတိုင်းဒေသတိုင်းမှာတီချတက်ဖွဲ့တွေဖွဲ့စည်းနေကြတယ်ခမရတို့လည်းရှီတန်းမြန်ကော့ဆက်များတီချတက်ဖွဲ့တစ်ဖွဲ့ဖွဲ့စည်းတဲ့ဒါမှရိုင်းစမ်းရုပ်မာတဲ့သခိုးသမားအစ်တွေကျွတ်တိုက်နေကိုဝင်မလာနိုင်အောင်တားဆီးကောက်ဝယ်နေမှာပေါ့ ကျုပ်တို့ကိုယ်ပိုင်အုပ်ချုပ်ရေးဘွဲထူထောင်ရမယ်ကျုပ်တို့အနေအားဆိုးရွားကိုမလိုချင်ဘူးသူတို့ကလွတ်လပ်ရေးကိုတည်ဆောက်မလာဘူးသူတို့တည်ဆောက်လာတာတောက်ဆန်းရန်ကားမှုနဲ့သူတစ်ပါးသားများတွေကိုလိုက်ဖြက်စီရလောက်ပဲတည်ဆောက်လာတာနောက်ပြီးကျုပ်တို့ရဲ့ဇနီးရင်းနဲ့အမတွေညီမတွေကိုဒီတောင်သူလေသမားကောင်းကြီးဖြက်စီရခွင့်မပြုနိုင်ဘူးငါတို့ရဲ့ဘာသာရေးယုံကြည်သက်ဝင်မှုကိုတယောစောကမျက်ကွယ်မပြုနိုင်ဘူးကျုပ်တို့ဥထိတ်တဲ့အလေးမြတ်ထားတဲ့ဖျားကြောင်ကန်တွေကိုမထီမဲ့မြင်ပြုတာမခက်နိုင်ဘူး ကျွတ်တို့ရဲ့ပိုင်ဆိုင်ပစ္စည်းဥစ္စာတွေကိုလူရက်တာမခံနိုင်ဘူးဒီလိုချုပ်ပြောတာတွေကိုခမရတို့သဘောမတူကြဘူးလားသဘောတူတယ်ဟူသောအထံကြီးမိုးချုံတယ်လို့ယုံကြည်မြည်ဟီကြလာသည်အရာရှိဖြစ်သူကသူတို့ရဲ့ဉာဏ်ချက်ကိုစတင်ဖတ်ကြသည် ကော်မတီဥက္ကဋ္ဌကသူ့ဆရာဆရာများကိုမေ့ထားခဲ့ပြီသူထိုင်နေသည့်ဇပွဲမှာအသာရှုပ်ပြီးထွက်သွားသည်လူကြီးသူမတစ်တိုင်းနားဆွံ့ကြသည် စကားတစ်ခုမှမပြော သူတို့နာနာရှိရှီရန်ပြန်တွေသူတို့ချင်းချင်းတီတိုတီတိုတဖန်ဖို့လုပ်နေကြသည်အသက်မပါတကြွမှုမရှိသောစကားများအရာရှိကကြီးညာချက်ကိုစဖက်သည်နှင့်ဂရီဂိုလူယုတ်ထဲမှအသာရှုထွက်သည်အိမ်ဘက်သို့ခြေဦးလေသည်သူထွက်ခွာသွားသည်ကိုမီရုံကမြင်သည်ထို့ကြောင့်ပင်တာလီမွန်အောင်တရောင်စစ်ပြင်းတို့ကခမည်းသားအငယ်ကလက်ထွက်သွားပါပြီကိုပင်တာလီမွန်ထွက်ချွတ်ထွက်ချွတ်ပြင်လူယုတ်ထဲမှတို့ထွက်သည်ပြီးတော့အရေးတကြီးလေတဲ့ပြင်လှမ်းခေါ်သည်ဂရီဂို တားတော့မောင်ကကိုရချမ်းပြန်လေသည်နောက်ဖက်ကိုတော့ပြန်ကြည့်ခြင်းမပြုပြန်လာစမ်းမငါသားရင်ခမရဘာဖြစ်လို့ထွက်သွားတာလဲပြန်လာစမ်းမလျိုးစီမအတန်တွေစစ်စစ်ညံညံထွက်လာသည် ထိုအခါမျက်နှာတွေအားလုံးဂရီကိုရှိရဘက်သို့လှည့်ကြည့်ကြသည်သူကအညာရှိဖြစ်ခဲ့တာပဲဟာဘော်ရှိဖြစ်တီချာတွေမှာသူကိုယ်တိုင်ကျင့်လင်ခဲ့တာကောဆက်သွေးမြေကြောင်လုပ်ခဲ့တာဒီကောင်ပေါ့အလကားမကောင်းစိုးဝါနီကောင်အော်တန်ဟစ်တန်တွေဂရီကိုနာတွေဝင်လာသည် ူနားဟောင်းသည်အန်ဂျေးလီရဲ့စိတ်ထဲချီတုံချလွန်ဖြစ်နေတာသိတော်မြင်တော်နေသည်အစီဝေးတို့ပြန်သွားမိလားသို့မဟုတ်နောက်ကျောင်းပြန်မကြည့်ပေအိမ်သို့ပြန်မိလားနောက်မှမျက်လောက်ချပြီးလီယိုစီတို့ပြန်လာသည်ဒါကိုတွေ့ရမှာပင်တာလီမွန်နဲ့ပိုင်ဝဒရာတက်ပြင်းချနိုင်သည်ထိုနေ့တနေ့တာအတွက်အစီအစဉ်ကိုအဖိုးကြီးရဲ့အင်တန်အားတိုင်းဆက်လက်ဆောင်ရွက်ကြသည်မီရွန်ဂရီဂိုဗစ်ကိုဥက္ကဋ္ဌပြေအစောတလင်ရွေးကောက်တင်မြောက်ကြသည်တင်တိတ်လွန်သည်သူ့မျက်နှာကြီးဖြူဖြူသွားသည် တို့ဖြင့်စီဝိုင်းတစ်ဖက်ဝိုင်းထားသည့်လူပုံလဲသို့တူထွက်သွားသည်။နောက်ပြီးစိတ်မတိုးမတန့်ဖြင့်ဥက္ကဋ္ဌအထိမ့်မဲ့အဆောင်အပစ္စည်းကိုလက်ခံသည်။ဂျင်းဤလက်ကိုင်းသွန်လောက်ထားသည့်လက်ကိုင်းတို့တစ်ချောင်း၎င်းလက်ကိုင်းတို့ကိုရခင်ဥက္ကဋ္ဌဟောင်းထဲမှလွှဲပြောင်းလက်ခံယူရခြင်း။မီရွန်သည်ရခင်ကတစ်ချိန်တစ်ခါမြောက်ဥက္ကဋ္ဌအဖြစ်တာဝန်ယူမဆောင်ရွက်ခဲ့စဘူး။သူနာမည်ကိုသူတို့ကခေါ်သောအခါသူတွန့်ဆုတ်နေသည်။ပထမတော့ဒီယာရုကိုလက်မခံမေးညင်ပေသည်။ ထို့သောသောဂုံနုဆောင်ညာတို့သည်သူနှင့်မထိုက်တဲ့ကြောင်း။နောက်ပြီးသူကဆမ်တက်ပေမတဲ့လူအနန္တဖြစ်ကြောင်းပြောသည်။သို့သောအဖိုးကြီးတွေကဇွတ်တိုက်တော်သည်။ပြောရရင်ရွေးကောက်ပွဲချင်းတွေကခါတိုင်းနဲ့မတူတမူထူလွန်သည်။နောက်ပြီးသူတို့တိုက်တဲ့အချင်းတွေကလည်းစိုးနေပြီ။စစ်ဖြစ်သည့်နေရာတွင်စစ်ဖြစ်နေပြီ။ထို့ကြောင့်နောက်ဆုံးတွင်ဥက္ခရာရုကိုလက်ခံဖို့သဘောတူလိုက်သည်။ရွေးကောက်ပွဲကိုဟိုရင်စင်လာတိုင်းမကျင်းပါကြ။ ရွာတရာတို့တိုက်တဲ့ဥက္ကဋ္ဌရောက်လာပြီဆိုသည်နှင့်ကိုဆက်မိသားစုများမှအိမ်တော်ဦးစီးများကိုဆင့်ခေါ်ပြီးအစည်းအဝေးပြုလုပ်သည်ပြီးတော့မဲပေးရွေးချယ်ပွဲပြုလုပ်သည်မဲပေးပုံကိုရေရိုးရှင်းရှင်းကလေးပင်ကော်ရူနိုကိုကြိုက်တဲ့လူကြီးညာဘက်ကိုခွဲထက်ပါအစည်းအဝေးတက်လာသူအားလုံးလက်ရဘက်သို့သွားကြသည်ဖနပြင်းသမားတစ်ယောက်ဖြင့်တင်းကုတ်တို့ကြီးလိုနေရာမှမရှိပဲကျန်ခဲ့သည်သူကတော့ကော်ရူနိုပေါ်အညိုတီရှိထားသည်မီရွန်မျက်တော့မင်းမခတ်ထားလိုက်မည် သူလက်ထဲသို့ဥက္ခရာအဆောင်ရောင်လက်ကင်တို့ကိုထိုးထည့်လိုက်ကြ၏လက်ခုပ်အဝတ်တည်းများဝေါကနေထွက်ပေါ်လာသည်ကဲကဲဘလို့လေကျုပ်တို့ကိုကျွေးမင်ပြုစုအောင်လေဥက္ခရာအစ်စ်ကိုလေးလေးလွင့်ကြမြောက်ကြကွာတို့တော့အရာရှိဖြစ်သူကောင်းဝင်တာသည်ပြီးတော့အစည်းအဝေးလုပ်ငန်းတဘောရာဆက်လုပ်ဖြစ်အောင်လေးလေးမမဖဖနဲ့နဲ့ဦးစီးဦးဆောင်ပြုသည်သူတို့ဆက်လက်ဖြစ်ရှင်းရမည်ပြဿနာများရှိသေးသည်မဟုတ်လားကြေးရွာတိကျတစ်ဖွဲ့အတွက်တက်ဖွဲ့မှုတူရွေးချယ်တင်မြှောက်ဖို့ကျန်ရှိနေသည်ကြောင်းသတိပေးသည် သူဒီ vision scar င်းကဂရီကိုအကြောင်းကြားခဲ့ရတာဖြစ်မိအကြောင်းမှာသူကဂရီကိုအကြောင်းချီချူးခန့်ဖြင့်စကားစားသည်အရာရှိဖြစ်ခဲ့ဘူးသူတို့ကိုခမားတွေတက်ဖွဲ့မှုဖြင့်ရွေးရင်ပိုသိမျက်တာပေါ့တကယ်လို့တိုက်ပွဲတွေဘာတွေဖြစ်မယ်ဆိုရင်ကိုယ့်ဘက်ကအောင်မြင်ကြပိုများပေါ့နောက်ပြီးအကြဆုံးနေရပေါ့နောက်ပြီးခမားတွေရမှာသူရဲကောင်းတွေအများကြီးရှိရင်ကျွန်တော်အနေနဲ့ခမားတို့ကိုဘာလို့ပါဘာလို့ပါလို့ပြောခွင့်မရှိဘူးဒါပေမဲ့ကျွန်တော်ကတော့မြင့်တဲ့အလံခံမှုမိလက်ကော့ကိုတင်မြောက်ဖို့ထောက်ခံချင်ပါတယ်ဖြစ်တယောက်လေ ကျွန်တော်စီမှာမိလဲကောင်နှစ်ယောက်ရှိရဲ့အရာရှိကောင်လေးဦးထဲသူမျက်စိဝေးကြည့်သည်ပြီးတော့ပြုံးလိုက်သည်ဂရီကိုမိလဲကောင်ခမရတို့ဘယ်လိုထင်ကြလဲကော့ဆက်ရေပေါ်ရင်လူကောင်းတယောက်ပဲဂရီကိုမိလဲကောလားတကယ်မောင်ကြောက်တဲ့လူဟင်စီးဝိုင်းလေကိုထွက်ခဲ့ပါအောင်လူကြီးမင်းကခမရကိုကြည့်ကျင်ကြလေနောက်ဖက်မှာတွန်းထွက်လိုက်သည်ဖြင့်လူဦးရှိသူရောက်လာတော့ဂရီကိုမျက်နှာချက်သွေးအောင်ဖြာနေသည်သူကသူ့ပဝင်ချင်းကိုမမထထမျက်နှာပြပြလှက်ပတ်ကြည့်သည် ငါတို့ရဲ့သားတွေကိုဥစားမောင်းကွင်မက်ဗီဂရူလင်ကသူ့လက်ကင်တွေကိုတစ်ချက်ဆောင်ပြီးပြောသည်ပြီးတော့ညာဘက်လက်ဖြင့်နှစ်ဖူးရင်မတ်တွေကိုလဝကတ်တိုင်ပုံစံထိတိုးသည်ခေါင်းဆောင်ငန်းမိုးကြီးနောက်ကမခွဲမခွာလိုက်နေမဲ့ဘင်းကန်းတွေလိုငါတို့ရဲ့သားတွေကိုမင်းထင်ချောင်လမ်းပြပါကွင်ငန်းမိုးကြီးကသူ့နောက်လိုက်ဘင်းကန်းတွေကို လူရဲရံကရောတားရဲရရံကဝါကဝဲတလူမင်းသူတို့ကိုစောင့်ရှောက်ပါကွင်ဖျားသခင်သားတို့ကို ကြည့်ရှုစောင့်ရှောက်ပါစေသား ပင်တာလီမွန်ပရိုဂိုဖီမစ်ခမားမှာတကယ့်သားတရားရှိနေရပါလားသူကောင်တွေကအုံနောက်ကလေကောင်းမကောင်းဟေ့ထော်ကျကတခွက်တစ်ဖလားမော့လိုက်ကြအောင်လေကွာရမိရက်ဖောက်များခမားတစိမ့်လောက်တိတ်တိတ်နေပြီးကြပါဦးကျွန်တော်တို့စစ်သားစတောင်းရီကိုစေနာဝန်ထမ်းသမားတွေမခေါ်ပေးစူးစောင်းကြမလားစီနာဝင်နေစစ်သားတွေကတော့သူတို့ဆန္ဒအတိုင်းဝင်ချင်လဲဝင်မဝင်ချင်လဲမဟုတ်ဘူးကျုပ်တို့စီနာဝင်နေတပ်သားတွေကခေါ်ရမယ်မင်းမသားမင်းဝင်ပေါ့ မင်းကိုဘသူကဆွဲထားလို့လဲထိုခိုက်တွင်ရွာထက်ပိုင်းမှလူကြီးသူမလေးဦးသည်ရွေးချယ်တင်မြှောက်ထားသည့်ဥက္ကရာအစ်စစက်နှင့်တီတို့တိုင်မြင်ကြသည်သူတို့ကအရာရှိဘက်သို့လှည့်လိုက်ကြသည်သူတို့ရဲ့မှာတွားရီမရှိတော့ဘူးဖြစ်သောအဖိုးကြီးတို့ကအရာရှိနှင့်စကားပြောဖို့ရှေ့သို့ခြေတလန်တို့သည်ကြံဖိုးကြီးများ နောက်ချန်နေရသည်အရာရှိမင်းခမအဖိုးကြီးစကားဆသည်ကျွန်တော်တို့ရွာအကြောင်းအရာရှိမင်းတိတ်မတည်သေးဘူးဆိုတာသိတာပါလေ မဟုတ်ရင်အရာရှိမင်းနေနဲ့ဂရီဂိုမီလက်ကော်ကိုတက်ဖွဲ့မှုဖြစ်ရေးမှမဟုတ်ဘူးကျွန်တော်တို့ရရလူကြီးပိုင်းကတော့တက်ဖွဲ့မှုရေးချင်မှုနဲ့ပတ်သက်ပြီးသဘောမတူပါဘူးခုလောလောဆယ်ရေးထားတဲ့တက်ဖွဲ့မှုနဲ့ပတ်သက်လို့အဖြစ်ထောက်ဆရာတစ်ချက်ကျွန်တော်တို့မှရှိနေအဖြစ်ထောက်ဆရာဟုတ်လားဘာများလဲဗျအေးသူကိုယ်တိုင်ကတက်နေရတက်ဖွဲ့မှုဖြစ်ခဲ့သူတယောက်ကိုကျွန်တော်တို့ကဘယ်လိုလုပ်ပြီးယုံကြည်စိတ်ချမလဲသူအဲ့ဒီအဖွဲ့နဲ့အတူတိုက်ပွဲဝင်တရားရပြီးရွာပြန်လာတာနှစ်လပဲရှိသေးတာ အရာရှိမျက်နှာနှီးမြန်သွားသည်သူ့နရက်တွေတွေ့တိုးပြီးအထူးကြီးဖြစ်လာသည်ထင်လိုက်ရသည်အဲ့ဒါမှန်မဲလားအဲ့ဒါကိုကျွန်တော်မကြားခဲ့ဘူးဗျာသူနဲ့ပတ်သက်ပြီးအဲ့ဒီအကြောင်းကိုဘယ်သူကမှကျွန်တော်ကိုမပြောခဲ့ဘူးဗျာအဲ့ဒါမှန်မဲသူကဘော်ရှိပစ်တွေနဲ့ပေါင်းခဲ့တာအခြားဖိုးကြီးတို့ကခက်ခြားခြားအတည်ပြုသည်ကျုပ်တို့သူ့ကိုစိတ်မချနိုင်ဘူးသူ့ကိုပြောင်းလိုက်ပါကျွန်တော်လူငယ်ကောဆက်တီကဘာတွေပြောနေလဲဒီလူဟာသူတို့တိုက်ရတဲ့ပထမဆုံးတိုက်ပွဲပုံမှာပဲသူတို့ပေါ့ တစ္ဆာဖောက်တော့လိမ့်မယ်လို့ပြောနေကြတယ်ဗျာယမီရက်ဖောက်မှာခင်ဗျာအရာရှိဖြစ်သူခြေပြားထောက်ပြီးအစည်းဝေးတက်လာသူများကိုအော်လိုက်ယမီရက်ဖောက်များခင်ဗျာကျွန်တော်ခုနလေးကပဲဂရီကိုမီလက်ကော့ကိုတက်ဖွဲ့မှုရေးလိုက်ကြရင်ဒါပေမဲ့အဲ့လိုရေးတာအနေမရှိဘူးလားကျွန်တော်အခုလေးပဲကြားလိုက်တဲ့တင်ကဒီဆောင်ထဲမှာသူကရင်ကတက်နေရတက်ဖွဲ့မှုဖြစ်ခဲ့တယ်ဆိုရင်ခင်ဗျားတို့ရဲ့သားရိနေမျိုးတွေကိုသူ့လက်ထဲဝါကွက်အပ်ဖို့ခင်ဗျားတို့ယုံကြည်စိတ်ချကြလားနောက်ပြီးခင်ဗျားတို့ရောရှေ့ထဲမြန်ရေဘော်တွေရော သူ့ခေါင်းဆောင်မှုကိုစည်အေးလည်အေးခံယူနိုင်ကြရဲ့လားကော့ဆက်များတတိငါများငြိမ်တိန်နေသည်ထို့နောက်တော့သူတို့ဘက်ကိုယ်တော်အော်တန်ဟစ်တန်တွေစူးစူးညံ့ညံ့ထွက်ပေါ်လာသည်သူတို့အော်ဟစ်တန်တွေမှာတခွန်းတလီကိုပင်အသေးပဲပေါ်လို့များသူတို့အတန်တွေပြောက်တော့မှအဖိုးကြီးဘူကာတီရီဖ်လူအုပ်လေသူတို့ထွက်လာသည် သူကအုပ်ထုပ်ကိုချွတ်ပြီးဘေးဘက်လေကိုလှည့်ပတ်ကြည့်သည်စင်းစောင်းညံ့နေတဲ့ကျုပ်ကတော့ဒီလိုတွေးမိသည်ဗျာကျုပ်တို့ဂရီကိုပင်တာလီဗစ်ကိုအေးရာလူပေးလို့မဖြစ်ဘူး သူဟာလမ်းမပေါ်ရောက်ခဲ့အဲ့ဒီအကြောင်းစုံကလေးကျွတ်ထုတ်ကြပြီးသားပြီဒီတော့ဗျာကျွတ်တို့ရဲ့ယုံကြည်စိတ်ချမှုခံယူရအောင်ဆွမ်းဆောင်ပါစေသူအမောင်ကျွလို့မြည်ရဆိုတဲ့အကြောင်းဝန်ခံစကားပြောခိုင်းပါအဲ့နောက်ကျွတ်တို့ကြည်ကြအောင်ပေါ့သူဟာတကယ်တိုက်ခိုက်ရသမကောင်တူပါဒါကိုကျွတ်တို့သိတယ်ဒါပေမဲ့မြူနင်းဖုံးနေတော့နေမင်းကိုအမြင်ရအောင်ပေါ့ဗျာဘော်ရှိဖိတွေအတွက်သူအလုပ်ချင်းပြုခဲ့ရလို့ရတဲ့ကအထိတ်ကသူ့ဆက်ဆံမှုတွေကိုဖုံးထားတာပေါ့ဗျာသူ့ကိုတာမန်ရဲဘော်အနေနဲ့ပဲ နေရပေးပါအန်ဒရီကရူလင်ကအော်ဟစ်သည်ပိုင်ဟိုဒရာမီလက်ကော့ကိုတက်ဖွဲ့မှုခတ်မှာဂရစ်ကာကိုတက်ဖွဲ့ဝင်ဖြစ်ပေးထားပါဟုတ်ပါတယ်ကျွန်တော်လည်းအဲ့အရာကိုမလို့ချင်ပါဘူးခမရတို့ကျွန်တော်ကိုဘာခိစားရှေ့ရအောင်တွန့်ထုတ်နေကြရလဲဂရီကိုအော်ဟစ်သည်ဆေလိုရှာမှုကြောင့်မျက်နှာမှာသွေးအောင်လန်းနေသည်သူလက်ကိုရန်ခါခါပြင်းထက်ပြော်သည်ခမရတို့ကပြေးခြင်းလဲအဲ့အရာကိုကျွန်တော်မယူဘူး သူလက်မြောင်ကိုဘောင်းမီအိတ်တီတွေထိုးထည့်ပြီးကြောကိုကောကရှောက်ထွက်သွားသည်။အော်တဲ့ဟင့်တဲ့မြောင်သူ့နောက်မှလိုက်လာသည်။အလက်ကအပုတ်နဲ့တစ်ချောင်းချောင်းထွက်နေရဲ့ကော။အဲ့ဒါသူ့ရဲ့တူရီကီမျိုးဆက်တဲ့သူကြီးပေါ်လာတာပေါ့။သူငိမ့်ခံနေမှာမဟုတ်ဘူးနော်။ကတော့ကျင်းနေတဲ့မှာတော့အရာရှိရောပြန်ခံပြောခဲ့တာကွာ။ဟေ့ကောပြန်လာစမ်းပါ။သွားစမ်းပါ။ဟေးဟေးအစီဝေးတစ်ခွင်လုံးပြန်လဲညင်းသက်သွားဖို့တော်တော်ကြာသည်။ ဒေါသကြီးညင်းကြခုံကြခိုင်တူဦးတယောက်ကကြံတူဦးတယောက်ကို ထိုးသည် ထိုကောင်တူဦးတယောက်ရဲ့နှာခေါင်းမှာသူ့ရီထွက်လာသည်ကောင်ကလေးတယောက်ဆိုလျင်အောင့်မြင့်ခန့်ကြီးရောင်းကိုင်းလာသည်အားလုံးတိတိဆိတ်ဆိတ်ပြန်ဖြစ်တော်သောအခါသူတို့ယာယီတီချတက်ဖွဲ့မှုဖြင့်ပအောင်တော်မီလက်ကောက်ကိုရွေးချယ်တင်များလာကြ၏ဒီတော့ပအောင်တော်တယောက်ဂုံဝင်ချမှုဖြင့်မျက်နှာဝင်ပါသွားသည်တို့တော့ဆွေးမှန်ကြည်လာသည်မြင်းနှကောင်မြင်းနှုံးသည့်စင်ရုံတစ်ခုနှင့်ရင်ဆိုင်တို့ရသည်လို့ဖြစ်သွားရင်အစီဝေးဤနောက်ဆက်အစီအစဉ်ဖြင့်စေနာဝန်ထမ်းတတော်များခေါ်တော်ကော ရင်ကောထွက်လာမီတက်သောတူးတယောက်များမရှိအစည်းအဝေးပြုလုပ်နေစဉ်တစ်ချိန်လုံးစိတ်ထဲမီအောင်းအင်းနေလာခဲ့သည့်ရှေးရမြန်ရေပေါ်များကအခြားသူများကိုသာတိုက်တွန်းနေတော်လဲသူတို့ကိုယ်တိုင်စည်ရင်သွင်းမှုကိုမူတွန့်ဆုတ်နေကြသည်